ပါချရမှာတော့ဆိုလို့ squad game ကိုဝင်ရိုက်ခဲ့တဲ့ဂုံးကွန်ယူ Squid Game Series Day ကကပ်ပြားရှိုက်ပြီးတော့ပါချတဲ့ဇက်ဝင်ကန်းကိုမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။ Squid Game 1ကိုတော့မင်းသားကြီးဂုံကီယူတယောက်အချိန်စရာတွေပြည့်နေလို့မရိုက်နိုင်ကြောင်းညှင်းလို့ခဲ့ပူပါတယ်။ဒါကိုထုတ်လုပ်သူဘက်ကနေပြီးတော့ပေါပေါပပဖြစ်ကြောင်းနဲ့အခဲမမြောင်းဆိုတဲ့အကြောင်းတွေရှင်းပြကြတဲ့အပြင်မှာလီယွန်ဂျဲကိုပါချရမှာနော်။တစ်ချက်တောင်မဟုတ်ဘူး။ဆယ်ချက်မှကဇက်တိုက်ချမှာဆိုတော့မှမင်းသားကြီးဂုံကီယူကအဲ့ဒါကိုစောစောစီးစီးမပြောဘူး။အချိန်ရအောင်လုပ်ပြီးတော့ရိုက်ပေးမယ်ဆိုပြီးတော့လက်ခံရ က်ခူးခဲ့တာဖြစ်ပါတယ်။ဂျိုက်ကွင်းပေါ်ရောက်တော့ရုတ်တိဆိုင်အောင်ဆိုပြီးတော့ဒရိုက်တာကတကယ်အားထည့်ပြီးတော့ရိုက်ခိုင်းခဲ့ပါတယ်။ဂွန်ကီယူကလည်းအခွင့်အရေးရုံပြပြပြင်းပြင်းကိုပါချပါတော့တယ်။အဲဒီနေ့ကတ်တွေပြန်ရိုက်တာနဲ့လီဂျန်ဂျဲကဂွန်ကီယူရဲ့လဝါစာစုစုပေါင်းအချက်20ကျော်အရိုက်ခံခဲ့ရပါတယ်။အဲဒီဇဝင်ကန်းမှာလီဂျန်ဂျဲရဲ့ဘားရီနီနီတာကမိတ်ကနဲ့ပြုပြင်ထားတာမဟုတ်ဘဲအရိုက်ခံရလွန်းလို့တကယ်ကိုနီနီခဲ့တာဖြစ်ပါတယ်။ တကယ်တော့ဂုံကျူနဲ့လီဂျန်ဂျဲရိုကစကားမရိုက်ခင်ကလေးကရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။ဂုံကျူကတငယ်ချင်းကိုပန်းချမယ်ဆိုလို့မအားမလတ်တဲ့ဇာတ်ကနေပြီးတော့အချိန်စရာကိုပါရအောင်ရှင်းပေးခဲ့တာဖြစ်ပါတယ်။ဘရိတ်တဂျီရိုအနေနဲ့ရောဂုံကျူလိုမျိုးကိုပေါ်တာကိုပန်းချနိုင်မဲ့အခွင့်အရေးရလာခဲ့ရင်ဘလို့ဆုံးဖြတ်ကြမှာလဲဆိုတာကွန်မန့်လေးထဲမှာပြောပြပေးသွားပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းဘရိတ်တတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။